အားလုံးပဲကျန်းမာဘေးကင်းကြပါသေးဗျာဒီနေ့စက်တင်ဘာလ28ရက်နေ့နေကမိုက်အတွက်လူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လို့တင်ဆက်ပေးနေတာပါကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီရခိုင်ပြည်နယ်သတင်းတွေဦးစားပေးတင်ဆက်မှာဖြစ်ပြီးကျန်တဲ့စိတ်ဝင်စားစရာသတင်းတွေလည်းတင်ဆက်ဖို့ပြင်ဆင်ထားပါတယ်အသေးစိတ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ ဒီဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့နှစ်ဖက်ပြည်လဲစီမဲ့နီလန်းတွေအ мян ဆုံးရှာဖွေပြီးတော့ဒီအရကတက်တော်အေကတောင်းဆိုလိုက်ပါတယ်။နောက်ပြီးတော့သခိုင်းမြို့အနီးမှာစစ်တပ်ဂိတ်ကိုဒီ unicorn ပျောက်ကြားအဖွဲ့ကတိုက်ခိုက်တဲ့အဖြစ်မှန်ကိုသိရမှာဖြစ်ပါတယ်။နောက်ပြီးတော့အေအေထိန်ချုပ်နယ်မြေတွေကိုဒီစစ်တွေအခြေစိုက်တိုက်ရင်တွေကနေပြီးတော့ဒီ drone တွေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ နောက်လမ်းပြနှစ်ဦးကိုရေဘလူးကဖမ်းမိပြီးတဲ့နောက်မှာစစ်ကြောင်းကရှေ့မတူတော့ဘဲနဲ့ပြန်ခောက်သွားတယ်လို့သိရပါဗျ။နောက်ဒီတောင်ကုန်းမှာဘုံကျဲပြီးတဲ့နောက်ပိုင်းမှာအခုကမင်းညာကတန်တွဲကိုလည်းဘုံကျဲလို့တည်ဆုံမှုတွေရှိနေပါဗျ။ဒီသတင်းတွေကိုတင်ဆက်ဖို့ပြင်ဆင်ထားပါတယ်ခင်ဗျာ။ဒီပထမအုံတရင်တပုတ်အနေနဲ့ကတော့ဒီမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာအရကန်ရွင်ဂျာကက်တင်ဂျင်းတက် အာဆာနက်ဒီရိုဂျာသွေးစည်းညင်ညူရေးအဖွဲ့ RSO လက်နက်ကင်အဖွဲ့တို့ရဲ့တိုက်ခိုက်မှုတွေကိုထောက်ပြပြီးတော့ဒီဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့နှစ်ဖက်ပြည်လဲသွေးမဲ့နီလန်းတွေအမြန်ဆုံးရှာဖွေဖို့ရက်ကတ်တက်တော်အေကတောင်းဆိုလိုက်ပါတယ်။ ဒီမြန်မာစစ်တပ်နယ်ကြားဆောင်တပ်လက်ထက်ကနေပြီးတော့အေအေသိမ့်ပိုက်ခဲ့တဲ့မောင်တော်မြို့နယ်ကစခန်းတချို့ကိုအာစာနဲ့ RSO တို့ကပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ခိုက်တာတွေကိုအေအေကစက်တင်ဘာ28ရက်ညပိုင်းမှာသတင်းထုတ်ပြန်ရေးနဲ့အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်ခင်ဗျာဒီအဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ် BGB ကအရာရှိတချို့ကအခုညပေးနေတယ်လို့အေအေကဆွဆွဲပြောဆိုနေပြီးတော့ ဘင်္ဂလားဒေ့အစိုးရအနေနဲ့ဒါကိုဖော်ထုတ်ရေးယူပေးဖို့နဲ့ရေးမြူဘူးဆိုရင်တော့နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးတို့ထိခိုက်နိုင်တယ်လို့လည်းပြောပါရက်ဒီဓာတ်ပြင် BGB စခန်းတွေနားမှာတင်ရိုဂျာတက်စခန်းတွေတက်ဆဲခွင့်ရရှိထားတာကိုလည်းအေအေက ထောက်ပြဆွဆွဲပါရက်ပြီးခဲ့တဲ့သတင်းပတ်မှာအာဆာတပ်ဖွဲ့ဝင်တွေကအေအေထိန်းချုပ်ထားတဲ့မောင်တော့ကစခန်းတစ်ချို့ကိုရုတ်တရက်ဝင်တိုက်ပြီးတော့သိမ်းယူခဲ့တယ်လို့အာဆာသတင်းတွေကိုထုတ်ပြန်တဲ့လူမှုကွန်ရက်တွေကနေရေးသားဖော်ပြခဲ့ကြပါရက် ဒီ AA ကတော့တိုက်ခိုက်မှုဖြစ်တဲ့နေရာဟာဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ပြည်နယ်မောင်တောမြို့နယ်မြောက်ပိုင်းနေသမတ်တိုင်း56နဲ့59ကျားမှာရှိတဲ့ point 61စခန်းကုန်းကိုစက်တင်ဘာ16ရက်ကစပြီးတော့အာဆာတပ်ဖွဲ့ဝင်တွေတိုက်ခိုက်တာကြောင့်တိုက်ပွဲ၄ရက်ဖြစ်ပွားခဲ့ကြပေမဲ့အဲ့ဒီစခန်းကို AA ကထိန်းချုပ်ထားဆဲဖြစ်တယ်လို့ပြောပြပါဗျာ။ ဒီ AA နဲ့အာစာတက်တွေဟာစက်တင်ဘာ29ရက်နေ့ဒီ point 61စကန်ပတ်လည်နေရာ6ခုမှာထိတွေ့မှုပေါင်း12ကြိမ်အထက်ရှိခဲ့ပြီးတော့အာစာအဖွဲ့ဝင်တွေရဲ့လောင်းနဲ့စစ်3000ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့လည်းဆိုပါရယ်ဒီနောက်ပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်ကမ်းလန်းတိုက်ပွဲမှာတော့အာစာအဖွဲ့တွေကစက်တင်ဘာ24ရက်မှာခြုံကိုတိုက်ခိုက်တာကြောင့် AA တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရရှိတယ်လို့ AA ကပြောပါရယ် ဒီအေအေတပ်ဖွဲ့တွေဟာစစ်တွေမျိုးကြောက်ဖြူမျိုးအပါဝင် ရခိုင်ပြည်နယ်နဲ့ဆက်ဆက်တဲ့နေရာသုံးခုမှာစစ်တပ်နဲ့တိုက်ပွဲဖြစ်နေတာကိုခွင့်ကောင်းယူပြီးတော့အာစာနဲ့ RSO ဖွဲ့တွေကစစ်တပ်နဲ့ပူးပေါင်းပြီးတော့နေဇက်က AA စကန်းတွေကိုတိုက်ခိုက်နေတယ်လို့ AA ကဆွဆွဲထားတာဖြစ်ပါတယ်ခင်ဗျာ။နောက်သခိုင်းမြို့အနီးကစစ်တပ်ဂိတ်ကိုယူနီကွန်ပျောက်ကြားဖွဲ့ကတိုက်ခိုက်သိမ်းပိုက်တဲ့တရင်ကိုဆက်တင်ပြပါမယ်။ ဒီဇဂိုင်းတိုင်းဇဂိုင်းမြို့အနီးမှာရှိတဲ့စစ်တပ်ရဲ့စစ်စည်းကိတ်ကိုစက်တင်ဘာ26ရက်ကတိုက်ခိုက်ဖို့တွားရောက်တဲ့အချိန်မှာအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားလို့တနမဖောက်ရပဲသိမ့်ပိုက်နိုင်ခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ UGF ကစက်တင်ဘာ29ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ဒီ UGF ပြန်ကြားရေးတာဝန်ခံက ြောတာကဒီစကိုင်းမြို့အဝင်ဝချက်ရွာတောင်ဘက်မှာရှိတဲ့စစ်တပ်ရဲ့စစ်စည်ဂိတ်ကိုတိုက်ခိုက်ဖို့သွားပေမဲ့အဲ့ဒီမှာထိုင်နေတဲ့ကောင်တွေကားနဲ့ထွက်ပြေးသွားလို့တနက်တစ်ချက်မှမပစ်ဘဲနဲ့အဲ့ဒီဂိတ်ကိုသိမ်းနိုင်ခဲ့တာလို့ပြောပါတယ် UGF ရဲဘော်တွေကအဆိုပါဂိတ်ကိုရှင်းလင်းဆောင်ရွက်ပြီးတော့ပြန်လည်ထွက်ခွာလာခဲ့တယ်လို့လည်းဆိုပါတယ်ဒီ Unicorn ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကထပ်ပြောတာက အဲ့ဒီဂိတ်မှာထိုင်တာကစစ်သား15ယောက်လောက်ရှိတယ်ကျွန်တော်တို့ဘက်ကတိုက်ခိုက်ဖို့လာတယ်ဆိုတာဘယ်လိုလုပ်တဲ့ရထားလဲမသိဘူးတယောက်မကြံထွက်ပြေးသွားတာနဲ့ရှင်းလင်းရေးလုပ်ပြီးပြန်ဆုတ်လာတော့မှသူတို့ဘက်ကစကိုင်းမျိုးပေါ်ကနေအင်အားတွေထပ်ဖြည့်ပြီးတော့အဲ့ဒီဂိတ်ကိုပြန်လာတာအဲ့ဒီမှာရှယ်ရမ်းရမ်းပြီးတော့ပဝန်းကျင်ရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်ပစ်တာပြည်သူနှစ်ယောက်တန်းရသွားတယ်လို့ပြောပြပါရယ်ခင်ဗျာဒီစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့်မို့ဝချက်ကြေးရွာကအသက်70ရွယ်ကလေးငယ်တယောက်နဲ့ ပေ90ကြေးရွာကအသက်40ရွယ်မြို့သားတယောက်တို့လက်နက်ကြီးထိမှန်တိုင်းရခဲ့လို့စေယုံတက်ပြီးတော့စေကူတာမှုခံယူနေရတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီစကိုင်းမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့အကြောင်းမဲ့ပြစ်ခတ်တာတွေအပြင်စစ်ကြောင်းထိုးဝင်ရောက်နေလို့ပြည်သူတွေအနေနဲ့သတိနဲ့တွာလာနေထိုင်ကြဖို့တော်လိုင်းအဖွဲ့တွေကတိုက်တွန်းထားပါတယ် ဒီဇူလိုင်လ9ရက်ညနေပိုင်းကလည်းအဲ့ဒီစစ်တပ်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကပြစ်ခတ်တိုက်ခိုက်ခဲ့လို့စစ်သား3ဦးတည်ဆုံးခဲ့ပါသေးတယ်ခင်ဗျာ။နောက် AA ထိန်းချုပ်နယ်မြေကိုဒီစစ်တွေအခြေစိုက်တိုင်ရင်တွေကနေပြီးတော့လက်နက်ကြီးဒရုန်းတွေနဲ့ပြစ်ခတ်နေတယ်လို့ဆိုပါတယ်ခင်ဗျာအသုံးရအောင်ရှိပါပြီ ဒီစစ်တွေမြို့နယ်နဲ့ကရက်တီရှိတဲ့အရခတ်တော်အီထိန်ချုပ်ထားတဲ့မြို့နယ်၃ခုကိုစစ်တွေအခြေစိုက်အကြမ်းဖက်စစ်တပ်တရင်တွေကနေပြီးတော့ဒီလက်နက်ကြီးနဲ့တာမကဒီဒရုန်းတွေနဲ့ပါပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေလို့ဒေသခံတွေလွတ်လပ်လပ်လုက္ကိုင်းစားတောက်တာတွေကိုထိခိုက်မှုရှိနေတဲ့အကြောင်းဒေသခံပြည်သူတွေကပြောဆိုကြပါတယ်ဒီဒေသကတူပြောပြတာကအခုကနေရောညပါလက်နေကြီးတွေနဲ့ပြစ်လာတဲ့၃ရက်လောက်ရှိပြီပြီးတော့ drone တွေပါလာသေးတယ်လို့ပြောပြပါဗျာ ဒီအကြံဖက်မြန်မာစစ်တပ်ကစက်တင်ဘာ25ရက်နေ့ကစတင်ပြီးတော့လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တာတွေလှုပ်လာနေပြီးတော့စက်တင်ဘာ26ရက်နေ့ကပစ်ခတ်တဲ့လက်နက်ကြီးကြီးဟာအမြင့်ကျွန်းအလွန်ပုန်ကျွန်းမြို့နယ်ကိုနောင်ရွာအနီးနားမှာကြာရောက်ပတ်ကွဲခဲ့တာလို့၎င်းကပြောပြပါဗျာ။ ကွန်းတောင်နားမှာလက်နက်ကြီးကြီးတွေကြောက်ပောက်ွဲပေမဲ့လူထိခိုက်တာတော့မရှိဘူးလူတွေကရွာကနေဆစ်ဆောင်နေကြတာကြားပြီးသူတို့ကရွာတွေကိုလည်းပြစ်တယ်အဓိကအေးရှိတယ်လို့ထင်တဲ့နေရာတွေကိုပြစ်တာပါပဲလို့၎င်းကထပ်ပြောပြပါတယ် ပုံနေကျုံမျိုးနယ်အတွင်းကကြေးရွာတွေကိုသာမကရသေးတောင်မျိုးနယ်အတွင်းမှာရှိတဲ့မူဆယ်ကျုံနဲ့စစ်တွေမျိုးကလားမြစ်တစ်ဖက်ကန်ပေါတော်မျိုးနယ်ဘက်ကိုလည်းစစ်တွေအခြေဆိုင်ကြမ်းမတောက်ကြေးရွာအနီးကဆာအာရ900ရှစ်အပအဝင်ရေတက်နေပြီတွေကဒီပြစ်ခတ်နေတယ်လို့လည်းဆိုပါတယ်ခင်ဗျာနောက်ထပ်ဒေသခံတူပြောတာကလည်းဒီစစ်တပ်က drone လွတ်တင်တာမှာရခိုင်ကတပူများလာပြီးတော့အချိန်တိုင်းစိုးရင်စိမ့်နဲ့အလုပ်လုပ်ကင်နေကြရတယ်လို့လည်းဆိုပါတယ် ဒီအမြင်ကျိုးစကန်းက drone တင်တယ်ပြီးတော့သူတို့မတင်ငါတဲ့နေရာတွေကိုဘုံချတယ်လက်နေကြီးလှမ်းပစ်တယ်နေပြီကလည်းပစ်ပါတယ်လို့၎င်းကပြောဆိုပါတယ်ဒီစစ်တွေမြို့နယ်နဲ့ဆက်ဆက်လျက်ရှိတဲ့ပုံနေကျိုးမြို့နယ်အတွဲမှာရှိတဲ့ကြေးရွာတချို့ကရွာသားတွေစစ်ဘေးရှောင်နေရပြီးတော့အဲ့ဒီရွာတွေကိုစစ်ကောင်စီက drone လက်နေကြီးလိုနဲ့ပစ်ခတ်ဖြူဖျက်ထားတာကြောင့်နေအများစုဟာမိလောင်ပြုတ်ပြဲသွားခဲ့ရတယ်လို့သိရပါတယ် စစ်ကောင်စီကစစ်တူမြို့နယ်အတွင်းမှာရက်ကတက်တော်အေအေထိုးစစ်ဝေရောက်လာမှာကိုကြောက်ပြီးတော့အမြင့်ကျွန်းရေချမ်းပြင်ဇော်မတက်ရွှေမင်းကအစရှိတဲ့နေရာအတော်များများကိုရှေ့ရန်ကာကင်းစခန်းတွေအဖြစ်ပြုလုပ်ထားပြီးတော့နေစဉ်အင်အားတရာကျော်ပါစစ်ကြောင်းနှစ်ကြောင်းနဲ့ကင်းလက်နေရတယ်လို့လည်းသိရပါပါတယ်ခင်ဗျာဒီ2023ခုနှစ်နိုဝင်ဘာလ17ရက်ကစတင်ခဲ့တဲ့တိုက်ပွဲဟာအခုဆိုလျက်နှစ်နှစ်နီးပါးသို့တိုင်ရောက်ရှိခဲ့ပြီဖြစ်ပေမဲ့လည်းအနည်းငယ်သာဒီလက်ကျရည်မှန်းချက်တွေကို အရကပြည်သူလူထုယီမန်ထားတဲ့ယီမန်ချက်တွေအလုံးစုံပြေဝရရှိတဲ့အသည့်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ရေးမြူနယ်ကသတင်းတစ်ခုကိုဆက်တင်ပြကြပါတယ်ခင်ဗျာ။မွန်ပြည်နယ်ရေးမြူနယ်မှာစစ်တပ်လမ်းပြနှစ်ဦးကိုရေးပလူအဖွဲ့ကဖမ်းမိပြီးတဲ့နောက်အင်အားတရာကျော်ပါစစ်ကြောင်းကရှေ့မတူတော့ဘဲနဲ့ဒီပြန်ခောက်သွားတယ်လို့သိရပါတယ်ခင်ဗျာ။ ဒီစက်တင်ဘာလ23ရက်က စတင်ပြီးတော့ရေမြူနယ်ကျောင်းရွာကရွာသစ်ရွာကိုဥတီထွက်လာတဲ့အင်အားတရားကျော်ပါစစ်ကြောင်းကလမ်းပြနှစ်ဦးကိုစက်တင်ဘာ25ရက်ည10:00နာရီလောက်မှာရေပလူအဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပြီးတဲ့နောက်အဲ့ဒီစစ်ကြောင်းဟာရွာသစ်ရွာကိုဆက်မတိုးဝင်းတော့ပဲနဲ့စုံပတောက်လမ်းကနေပြီးတော့တစ်ဆင့်တောင်စွန်းရွာဘက်ကိုလှည့်ပြန်သွားတယ်လို့ရေပလူတပ်ရင်းထံကနေပြီးတော့သိရှိရပါတယ်ခင်ဗျာဖုံးတလုံးနဲ့လမ်းပြနှစ်ယောက်ဖမ်းမိတယ်ရွာသားပါ စစ်တပ်ကိုအမြန်အကူအညီပေးပုံရတဲ့တေချာစစ်မိမဖြေတာခင်းဖြစ်တဲ့ညကကျွန်တော်တို့ကလမ်းပြကိုညဆင်နိုင်ခွဲမှာဖမ်းလိုက်တယ်သူတို့ကညာတွင်ချင်းကိုရွာတစ်ကိုထိုးမလို့သူတို့ကလမ်းမသိဘူးပေါ့လမ်းမသိဘူးဆိုတော့ကျွန်တော်တို့ကလမ်းပြကိုဖမ်းမိသွားတဲ့အချိန်မှာသူတို့လမ်းပြပြန်ရောက်မလာတော့ရွာတစ်ကိုထိုးလို့မရတော့ဘဲနဲ့ရွာသားတွေကိုတတကအနေနဲ့ ဒီကဘာအနေနဲ့ခေါ်သွားပြီးတော့စုံဘလောက်လမ်းကားနေပြီးတော့တောင်သွုံးကိုပြန်ဆင်းသွားတယ်လို့ဒီရေဘလူးတက်ရင်ကတာဝန်ရှိသူတူကပြောဆိုပါရယ်ခင်ဗျာဒီအဲ့ဒီစစ်ကြောင်းကတောင်သွုံးရွာမှာခဏနားပြီးတဲ့နောက်စုံဘတောက်ဘက်ကနေပြီးတော့ဒစင်စက်တင်ဘာ26ရက်နေ့ညနေမှာကျောင်းရွာအခြေဆိုင်ခမရ963နဲ့ခမရ983ကိုပြန်ဆုတ်သွားခဲ့တယ်လို့လည်းသိရပါရယ်ခင်ဗျာ အဲ့ဒီစစ်ကြောင်းကအဒိန်းနဲ့ဝရဟိုင်းရွာအနီးဥယျာဉ်ခြံတွင်းမှာရှိနေတဲ့ပြည်သူ30ဝန်းကျင်ကိုစက်တင်ဘာ25ရက်ညကရိုက်နဲ့ဖမ်းဆီးသွားပြီးတဲ့နောက်စက်တင်ဘာ29ရက်ညတည်းအနှင်းငယ်ပြန်မလို့သေးဘူးလို့သိရပါတယ်ခင်ဗျာဂျန်တဲ့လူတချို့တော့ပြန်လွတ်တယ်လို့သိရပါတယ်ဒီဖမ်းဆီးရမိတဲ့လမ်းပြနှစ်ဦးကိုရေဘလူးတပ်ရင်းကထိန်းသိမ်းထားပြီးတော့ပြန်မလို့သေးတဲ့ပြည်သူတွေကိုလည်းကျောင်းရွာအခြေစိုက်တပ်ရင်းတန်တာရှိနေသေးတယ်လို့လည်း၎င်းကပြောပါတယ် ကျောင်းရွာနဲ့ရေလမ်းပိုင်းမှာစစ်သားအင်အားတရာကျော်နဲ့ကင်းဘုံတွေခြားထားကြောင်းလည်းသိရပါတယ်။အဲ့ဒီလိုရေမြုပ်နယ်အတွင်းမှာစစ်ကြောင်းတွေခြေရှုပ်နေပေမဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲကတော့အခုချိန်ထိလက်တလော့မဖြစ်သေးဘူးလို့ဆိုပါတယ်ခင်ဗျာ။နောက်ရခိုင်တရင်တစ်ခုကိုဆက်ရမယ်ဆိုရင်တော့ဒီတောင်ကုတ်ကိုဘုံကျဲပြီးတဲ့နောက်မှာတန်တွဲကိုစစ်ကောင်စီတပ်ကထပ်ပြီးတော့ဘုံကျဲလို့တအူးတည်ဆုံးပြီးတော့၅ဦးတန်ရရှိသွားပါတယ်ခင်ဗျာ။ ဒီအရကတတ်တော်အေထိန်ချုပ်ထားတဲ့ရခိုင်ပြည်တန်တွဲမြို့ကိုစစ်ကောင်စီကဒီလေကြောင်းနဲ့ဂျက်ဖိုက်တာတစ်စီးနဲ့လာရောက်ပုံကျဲတာကြောင့်အရတတအူးတည်ဆုံပြီးတော့၅ဦးထိခိုက်ဒဏ်ရာရရှိသွားတဲ့အကြောင်းသိရှိရပါတယ်ခင်ဗျာဒီစက်တင်ဘာလ29နေ့8:29နာရီမှာတစ်ချိန်8:32မိနစ်မှာတစ်ချိန်နှစ်ချိန်တိုင်းတိုင်းလာရောက်ပုံကျဲတာဖြစ်တယ်လို့စစ်ရှောင်ရေးကူညီနေသူတွေက ပြောပြပါဗျာ နှစ်ကြိမ်လာကျဲပါတယ်ပထမကြိမ်ကတော့အမှတ်လေးရက်ွက်ကိုကြရတယ်ဒုတိယတလုံးကညောင်းမင်းစည်းရက်ွက်ကိုကြရတယ်မိသားစု6ယောက်ထဲမှာတဦးကတော့နေရာမှာပဲတည်ဆုံသွားပါတယ်လို့ပြောပြပါတယ်တည်ဆုံသွားသူမှာအမှတ်လေးရက်ွက်ကဒီဥညင်ညီဖြစ်ပြီးတော့အသက်6နှစ်အရွယ်မောင်တန့်စင်ဖြူအသက်14နှစ်အရွယ်မောင်အောင်တီဟာစုအသက်39နှစ်အရွယ်ဒေါခင်ခင်ထေးအသက်53နှစ်အရွယ်ဒေါခင်ထွေးနဲ့အသက်40 နှစ်နှစ်အရွယ်ရှိတဲ့ဦးထွန်းနိုင်မင်းတို့ဒဏ်ရာရရှိသွားပါတယ်ခင်ဗျာဒီစက်တင်ဘာ26နေ့ညပိုင်းကလည်းဒီစစ်ကောင်စီလေကြောင်းကနေပြီးတော့ပေါင်900ဘုံနဲ့လာရောက်ဘုံကျဲတာကြောင့်တောင်ကုန်းမြို့မှာရှိတဲ့တပ်ဦးဖုန်ကြီးကျောင်းပျက်စီးသွားတယ်လို့သိရပါတယ်နောက်ပြီးတော့ဒီအဲ့ဒီတပ်ဦးဖုန်ကြီးကျောင်းဟာစစ်ကောင်စီတွေအရင်ကတက်ဆွဲထားတဲ့နေရာဖြစ်ပြီးတော့ဒီအေအေကတိမ့်ပတ်ပြီးတဲ့နောက်ပိုင်းမှာပထမဆုံးချိန်လာပြီးဘုံကျဲခဲ့တဲ့နေရာဖြစ်ပါတယ် ဒီပြီးခဲ့တဲ့စက်တင်ဘာ2နှစ်ကလည်းကြောက်တော်မြို့နယ်တရက်တပင်ကြီးရွာကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်တာတွေကြောင့်ကျောင်းသားကျောင်းသူ20ဦးတည်ဆုံးခဲ့ရပြီးတော့22ဦးအထိဒဏ်ရာရှိခဲ့ပါသေးတယ်ခင်ဗျာစက်တင်ဘာလ28ရက်နေ့နေကမိုက်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကိုကျေးဇူးတင်ပါတယ်